ဟဲ့မင်္ဂလာပါရှင်ကျွန်မ behavior management အကြောင်းလေးကိုဆွေးနွေးပေးနေရမှာအဲ့ဒီမှာ applying behavior analytics ဆိုတဲ့ပေါ့နော်ကျွန်တော်ပြုမှုတွေကိုပေါ့နော် ABA နည်းလမ်းနေနဲ့ထောက်ရကြမယ်အဲ့ဒီထဲမှာကျွန်မကပထမဦးဆုံးဆွေးနွေးပေးနေရကြတာလေးက DTT method ပေါ့နော် discrete trial teaching ပေါ့နော် DTT method မှာအဲ့ဒီမှာဆိုရင်အဓိက DTT ထဲမှာပါဝင်နေတဲ့ဟိုဟာဧရိယာတွေခန္ဓာတွေပေါ့နော်ဘလို့ဒီအားကိုစဉ်စစ်မပြတ် ဒါတွေကိုဖွင့်ပြအောင်ပေါ့အမှုရာတွေဟာတကယ်ကိုကောင်းတိုးတက်တဲ့အမှုရာတွေဖြစ်လာအောင်ပေါ့နော်ဘလို့ကလေးတွေကိုဘာလိုမျိုးအမှုရာတွေကိုတင်ပေးလို့ရတော့ဆိုတဲ့ဒီကဒီ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 ထဲမှာပါဝင်နေတဲ့ဣရိယာ၅ခုပေါ့နော်အဲ့ဒါလေးကိုခဏပြောပြပါမယ်အဲ့မှာကလေးတွေရဲ့တင်ယူမှုတွေဖြစ်ပေါ်လာဆောင်ရွက်ရမှာပေါ့နော်ဒီအပြုအမူတွေကောင်းမွန်လာမှအပြုအမူဆိုရအတန်ရှင်အားကောင်းမှ ဒီကတည်ယူမှုတွေကလည်းအကောင်းလာပါလေ။ဒါဆိုရင်ဘာလို့ဒီ DDD ကနေပြီးတော့ရရှိသွားအောင် DDD map တက်နေပေါ့နော်။ရရှိသွားအောင်ဆောင်ရွက်ပေးလို့ရမလို့ဆိုရင်တည်မှုတွေဒါတို့ရဲ့တည်မှုတွေဖွံ့ဖြိုးလာအောင်ဆောင်ရွက်ပေးလို့ရတယ်။နောက်တစ်ခုကကြတော့ကျမတို့ဆက်သွယ်မှုတွေ communication တွေကောင်းလာအောင်ဆောင်ရွက်ပေးလို့ရမယ်။ playing တွေကစားခြင်းတွေအဲ့ဒါလူနီးလန်းနေတဲ့တို့ကဘာလို့တို့ပါဝင်ကစားတတ်လာအောင်ဆက်သွယ်မှုတွေအကောင်းလာအောင်တို့ကိုယ်တိုင်ပါဝင်ကစားတတ်လာအောင် ဒီကနီလန်းနဲ့တုံးပြီးတော့ဒီ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 နီလန်းကိုတုံးပြီးတော့ဒါပြုပြီးဆောင်ရွက်ပေးလို့ရပါတယ်။နောက်တစ်ခုကလူမှုလူမှုပေါင်းအသင်းဆက်ဆံရေးတွေပေါ့နော်။ဒီဆက်သွယ်တတ်ရမယ်မိမိရဲ့ခံစားချက်မိမိဆိုလိုချင်တာကိုလည်းသူတို့ဘာလို့ရမလို့ဆိုရင်ပြောပြတတ်ရမယ်။အဲအဲ့လိုနီးနေတယ်ဘာလို့ရမအောင်ဆိုလို့ရှိရင်သူတို့ပြောပြတတ်အောင်ဒါသူတို့ကိုတင်ယူပေးရတင် जा ပေးရမှာပါအဲအဲ့လိုပဲအဲ့ဒီမှာတစင်လူမှုပေါင်းတဲ့ဆက်ဆံရေးတွေအုပ်စုထဲမှာပေါ့နော်ဒါ တယောက်ချင်းစီတင် जा တာနေပြီးတော့အုပ်စုလိုက်သူတို့တွေဒီမှာဒီတင် जा တာအောင်တည်ယူတတ်အောင်တင် जा ပေးရမယ်။အဲနောက်တစ်ခုကကြတော့ပေါ့နော်။မိမိကိစ္စတွေကိုတဲ့မိမိကိုယ်တိုင်လှုပ်ဆောင်နိုင်မှု circle head skill တွေပေါ့နော်။ရေးကြည့်တဲ့ set head ဆိုတာတော်တော်ရေးကြည့်ပါလေ။ငငယ်ကလေးတွေလေ့ကျင့်ပေးရမှာပါ။ကျမတို့ဖေဖေနဲ့မေမေဆိုရင်အဲငငယ်ကလေးတွေကဟိုတို့ ပေါ့နော်ကိုကိုကိုတာဝန်ယူတဲ့အောင်ဒီကျင်ပေးခဲ့တယ်နောက်တစ်ခါကိုရဲ့ကိစ္စပေါ့နော်ဥမာအိနာအတွက်လိုအပ်တဲ့ရေအားစမှဟိုအဲ့တော့အခုလိုမျိုးပိုက်လိုင်းနေရလဲလောက်ကြီးထုံငါသေးရလဲမဟုတ်ဘူးအဲဒီတိုင်းရေကိုအိနာရဲ့ကိုရေဆွဲထည့်ရတယ်ဒါဆိုရင်ကျမနိုင်တဲ့ဘုံသေးသေးလေးလုပ်ပေးထားတယ်အဲ့ဘုံသေးသေးလေးနဲ့ဒီကဘယ်နေရာရေကိုပေါ့နော်ဒီရေရှိတဲ့နေရာနေပြီးတော့ဆွဲထည့်ဖို့ဆွဲထည့်ရမယ်ဆိုတော့ဒါကောင်းမွန်တဲ့အလေးစားလေးတွေကိုမလုပ်ခဲ့တော့ဆိုရင်တင် जा ပေးခဲ့တယ် ဒါဆိုရင်မိမိရဲ့တကူကြီးကိစ္စကိုဒါဟိုလုံဆောင်တတ်အောင်သင်ပေးခဲ့တာပေါ့နော်အဲ့ဒီမှာလည်းပဲအခုကျွန်မတော်တော်များများမိပါတွေကအိုး तू ကတော့ဘာမှမလုပ်တတ်ဘူးဒီဘာမှမလုပ်တတ်ဘူးဆိုတဲ့အကြောင်းအရာလေး तू ကိုမိပါတွေကဒါတွေကိုပေါ့နော်ဟိုလုံဆောင်ပေးနေရတာကိုဂုံယူတဲ့အနေနဲ့ပြောကြတာကြီးကိုကျွန်မကြတော်တော်များများဦးဒီလိုမျိုးခက်ကလာမှာပိုးတွေ့လာတယ် เออกูดาวีกูลุกลีอนีเนี่ย तू ลุနိုင်တဲ့လုပ်ကို तू ကို လုပ်ပြီးလုပ်ออกมาပါ तू ရဲ့ကိုယ့်ရဲ့တာဝန်ကိုဒါကိုကိုကိုဂယူဆိုင်နိုင်အောင်ပေါ့เนาะ self help ကြည့်ရပါမယ်ကိုကိုဘယူဆိုင်နိုင်တဲ့သူကိုတကူရီအလုပ်တွေကိုလုံးဆောင်နိုင်တဲ့သူဖြစ်အောင်လေ့ကျင့်ပေးရမှာပါ။အဲအကုန်လုံးပေါ်တချို့ဆိုလို့ရှိရင်ထမင်းအစားမှာခွန်ကျွေးရထမင်းဆိုခူးပြီးသားအစင်တဲ့အဲ့လိုမဟုတ်ဘူးသေးဘူးအဲ့ဒါကြီးမဟုတ်သေးဘူးပေါ့နော်။အဲ့ဒီမှာလည်းပဲ ဟိုငငယ်မှာတော့လေ့ကျင့်ပေးလိုက်တယ်ပေါ့နော်လေ့ကျင့်နေဆိုတာပေါ့နော်လေ့ကျင့်နေဆိုတာကကျမကူစာလေးကိုပြောချင်နေတာပေါ့နော်လေ့ကျင့်နေဆိုတာလောက်တက်သွားပြီဆိုပြီးတော့သူတက်ပြီပဲဆိုပြီးမှပြီးရင်ကိုကပြန်လှုပ်ပေးတယ်အဲ့လိုမျိုးဆိုလည်းမဟုတ်ဘူးရှင်ကျမဒီတွေ့ဘူးတယ်ပေါ့နော်ကလေးလေးကိုအဲ့လိုမျိုးဒါသူ့ရဲ့တာပေါ့နော်မူကြိုးမတိုင်ငယ်မှာသူ့ကိုမလှုပ်ပေးအောင်ဆိုရင်ဥမာနှစ်နှစ်သုံးနှစ်ကလေးကပေါ့နော်သူတို့ကမလှုပ်ရတော့ဆိုရင်ပြုတ်ဒီကနီးနေတယ်ပဲ ဒီကဒီဒီဒီနေနေပဲပုံမှန်ကလေးကိုပြောတာပါခုပြောနေတာဆိုလို့ရှိရင်ဟိုဒီ ADHD တို့ Orexin တို့ Disorder ကလေးတွေလည်းဒီနီးလန်းအတိုင်းပဲလှုပ်ဆောင်ရမှာပါအဲ့လိုပဲပုံမှန်ကလေးတွေလည်းကိုကိုကိုတာဝန်ယူတတ်အောင်ကို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 ကယူဆိုင်တတ်အောင်ဒီကျင့်ပေးရမှာဒီကျင့်ပေးလိုက်တဲ့အခါမှာအဲ့လိုပေါ့နော်ဒီနေ့ကနေ၃နှစ်၄နှစ်ထိလေ့ကျင့်ပေးရတကယ့်ကိုပေါ့နော်နားလဲတဲ့သူကိုပေါ့ဒါမျိုးတွေကိုသူတို့ကိုဒီလိုမျိုးလေ့ကျင့်ပေးရမှာဆိုသိရသူကလေ့ကျင့်ပေးတယ်အဲ့ဒီဟိုနဲ့ပေါ့နော်ဒီဒီ ဥမာအပွားလုပ်တဲ့သူကလေ့ကျင့်ပေးထားရင်ဒါသူ့မိလေးကိုစနစ်ကျဖျက်အောင်အဲ့ဒီမှာအဖေနဲ့အမေနဲ့ရောက်လာရောနောက်တကအိမ်မှာခေါ်ထားတဲ့မမလည်းရောက်လာရောအကုန်လုံးလုပ်ပေးရဲ့အခါမှာကလေးကသူ့ဖက်ကိုသူစီးတတ်တယ်သူအင်းကြီးကိုသူဝတ်တတ်တယ်ကလေးကအကုန်လုံးလုပ်ပေးမဲ့သူနဲ့ရောက်လာတဲ့တွေ့လိုက်တဲ့အခါမှာအမြဲတမ်းသူ့ကိုအကုန်လုံးလုပ်ပေးတယ်ဆိုတော့ရှည်ရစားမှကိုယ်တိုင်ခတ်မတော့တော့ဘူးမမရေးမမအင်းကြီးဝတ်ပေးဦးမမထမင်းခုံဆိုတဲ့အစ်စ်နေကြီးရောက်သွားတယ်တဲ့ အဲ့ဒါဘာလို့လို့ဆိုလို့ရှိရင်လေ့ကျင့်တော့ပေးတယ်သူဒီအရာတွေကိုလေ့ကျင့်ရနေပြီဒါပေမဲ့သူ့ကိုဒါကိုအမြဲတမ်းကြီးသူ့ကိုကူညီပေးတဲ့သူကစုဟိုပေါ့နော်ဒါကိုဘယ်လိုပြောလွှမ်းမိုးပြီးတော့ပေါ့နော်သူ့ကိုကိုယ်ကိုယ်လုံခံလုံဆောင်ခွင့်ဆိုတဲ့မိမိကိုယ်တိုင်လုံဆောင်ခွင့်ဆိုတဲ့အခွင့်အရေးတွေမပေးတော့ဘဲနဲ့ပေါ့နော်အမြဲတမ်းသူ့ဘောဒါအကုန်လုံးကိုပေါ့နော်အစအစအရာရာကိုဟိုလုံဆောင်ပေးနိုင်မယ်ဆိုရင်သူ့ရဲ့အည်သွေးတွေကရော့ကျသွားစေနိုင်တယ်ဆိုတော့ကျွန်မ ဆွေးနွေးပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒီတစ်ချိန်မှာ तू လောက်တာအောင် လေ့ကျင့်ပေးပြီးနောင်လဲသူ့ရဲ့တကူကြီးကိစ္စဆက်ကဲလောက်တာအောင်လေ့ကျင့်ပေးထားရမှာပါမိမိကိစ္စတွေကိုမိမိကိုယ်တိုင်လုံးဆောင်နိုင်တဲ့အဲပုံစံမျိုးတွေဖြစ်အောင်ဆက်ပြီးတော့ဟိုလုံးဆောင်စေရမယ်လေ့ကျင့်ပေးနေရမယ်တင် जा ပေးနေရမယ်ဆိုတာလေးကိုဆွလို့ရင်းဖြစ်ပါတယ်အဲ့တော့ဒီတီတီရဲ့ဒီကအဓိကကဏ္ဍဟာစဉ်ဆက်မပြတ် သင်ကြားမှုတွေဆောင်ရွက်ရင်းနဲ့သူတို့တွေရဲ့ဖွံ့ဖြိုးရမယ်အပြုအမူတွေဖွံ့ဖြိုးအောင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါလေရှင်။အဲ့မှာဆိုလို့ရှိရင်ဒါဒီလိုမျိုးအပြုအမူတွေကိုဟိုပြုမှုတက်လာအောင်ပေါ့နော်စနစ်တရလေ့ကျင့်ပေးခြင်း အမားကင်းမှုအတွက်ပြုပြင်တဲ့ဤစနစ်ဖြစ်တယ်တဲ့ Alex ဒီ Alex အမားဆိုတာရှိကြတာပေါ့နော်သို့တော်ညာလည်း အမားကင်းတာပို့ပြီးတော့ကောင်းပါတယ်အဲ့တော့မိမိရဲ့ဘဝမှာအမားကင်းတဲ့သူတွေမိမိရဲ့သားသမီးတွေအမားကင်းတဲ့သူတွေမိမိရဲ့တပည့်တွေအဲဟိုအမားကင်းတဲ့သူတွေဖြစ်ချင်မှာပါဖြစ်ချင်လို့ရှိရင်သူတို့ကိုဘာလို့မလို့ဆိုရင်ရှိရင်အမားကင်းအောင်ဒီလိုကုဏလိုမျိုးနီးလန်းနေနေပေါ့နော်ပြုပြင်ပေးရမယ်အဲ ပြုတ်ရင်ပေးလိုက်တဲ့အခါမှာသူတို့ဟိုကိုယ်တိုင်လှုပ်ဆောင်စေတဲ့အောင်မိမိကိုယ်ကိုတာဝန်ယူတတ်တဲ့သူတွေဖြစ်အောင်မိမိရဲ့တကိုယ်ကြီးကိစ္စတွေကိုဆောင်ရွက်စေခြင်းအပြင်ဒီအပြုတ်မှုတွေကပို့ပြီးတော့ကောင်းမွန်မှန်ကန်လာပြီးတော့အမားကင်းတဲ့အဲဒီကပေါ့နော်လူငယ်လေးတွေလူရွယ်လေးတွေဖြစ်ပေါ်လာမှာပါအဲ့တော့ကြတော့အဲ့ဒီမှာလည်းပဲကိုအဓိကဒီဒီဒီရဲ့အဓိကဟိုပါပေါ့နော်အဲ့ဟိုလှုပ်ဆောင် ဒီ UDP ရည်ရတာကြတော့အမားကင်းမှုအမားကင်းဖို့အတွက်ပြုပြင်ပေးတဲ့နည်းလမ်းတွေဖြစ်တယ်ပေါ့နော်အဲ့ဒီမှာလည်းပဲအပိုင်းတစ်ခုစီကိုကျွမ်းကျင်ကျင်ကျင်ရခဲ့လို့ရှိရင်အပိုင်းလေးတွေကိုပြန်စုစည်းပြီးစွမ်းရည်တစ်ခုလုံးကိုပြပြအောင်လေ့ကျင့်ပေးရမယ်တဲ့ကျမရှေ့ပိုင်းမှာဆွေးနွေးသားတယ်လို့ပဲသူကအပြုတ်မှုတစ်ခုလွဲနေပြီလွဲနေပြီဆိုရင်ဘာလို့မလို့ sub tag လေးတွေ small tag လေးတွေသူတို့ဟိုဒါလေးတွေကို ဒါခွဲချမ်းစိတ်ပြပြီးတော့ခွင်းဆက်တင်ကြခြင်းတွေလုပ်မယ်အဲ့ဒါကြီးလှုပ်ဆောင်လို့သူ့အဲ့ဒီလှုပ်ဆောင်နေတဲ့အချိန်မှာ promi နေပေးမယ်ပြီးလို့အကုန်လုံးကိုသူကျွမ်းကျင်နေပြီးလှုပ်ဆောင်တက်လာပြီဆိုသူ့ကို generalization ဆိုပြီးတော့ပေါ့နော်တကယ်ကိုပေါ့နော်ဒါတွေကိုပြန်ပြီးတော့ဒါစုစည်းပြီးတော့ပေါ့နော်ဟိုကြည်ကြည်ပြန့်ပြန့်သူ့ကိုမလုပ်အောင်ဖွင့်ပြအောင်တည်ကျင်ပေးကြရမှာဖြစ်ပါတယ်ရှင်အဲ့တော့ကြတော့အဲ့မှာဆိုလို့ရှိရင်ကလေးတွေကိုနှစ်နှစ်ရွယ်ကစပြီးတော့ဒီကနီးကိုသုံးနိုင်တယ်တဲ့အဲ့ဒါကကြတော့ဒီလိုမျိုးပေါ့နော် ူဆိုလိုတာကကြတော့နှစ်နှစ်ကနေ6နှစ်ထိကြာနိုင်တယ်ဆိုတာကကြတော့ disorder ကလေးတွေ ADHD ကလေးတွေဒါဆန်လွဲနေတဲ့ကလေးတွေအပြုအမူဆိုင်ရာပေါ့နော်တကယ်ဟိုခက်ခဲရှိနေတဲ့ကလေးတွေကျွန်မလဲတော့လင်းငါရလာကိုတွေ့ဘူးလေကလေးတွေကိုဒီတိုင်းလေးပဲထားလိုက်ပြီးတော့ဒီလိုလေးနဲ့ပဲအရွယ်မတိုင်ခင်မှာအသက်ဆုံးရှုံးသွားရတာလေအဲ့လိုမျိုးမဖြစ်အောင် လေ့ကျင့်နည်းနဲ့လေ့ကျင့်ပေးလိုက်မယ်ဆိုလို့ရှိရင်အများကြီးဒါ ပုံမှန်ကလေးတွေလောက်နီနီသူ့ရဲ့ဆောင်ရွက်နိုင်မှုတွေကိုဆောင်ရွက်လို့ရအောင်လေ့ကျင့်ပေးလို့ရပါတယ်။ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကိုဆောင်ရွက်နိုင်အောင်ပေါ့နော်လေ့ကျင့်ပေးလို့ရတယ်။အဲ့ဒီမှာစိတ်ရှည်ရမယ်စီစီစီနဲ့ဒါပြုရင်ပေးရမယ်ဒီဆိုရင် तू ဟာဟိုဒီနှစ်နှစ်အရွယ်ခန့်အားဆိုကျမတို့ဆိုးတော့ဆွေးနွေးခဲ့တာရဲမှာ စောစောတိလေစောစောပြုပြင်မှာတိတိချင်းပြုပြင်မှာတိတိချင်းသူ့ကိုဒါမှန်ကန်တဲ့အပြုမှုတွေဖြစ်အောင်ဆောင်ရွက်ပါဆိုတော့အမြဲတမ်းဆွေးနွေးချက်တိုင်းမှာဆွေးနွေးပေးခဲ့ကြတာဆွေးနွေးပေးကျမဆွေးနွေးပေးခဲ့တာပေါ့လေအဲဒို့တော့ညာလဲဒီမှာနှစ်နှစ်ဆိုပြီးတော့ပြောထားတာကကြတော့ကလေးအပြုမှုကဆန်လွှဲနေပြီဆိုမိဘတွေကအဲ့လောက်မှတိဟိုပုံမှန်ချက်ချင်းရှေ့ပိုင်းမှာကြတော့ကလေးကဝူဝါလောက်တာလေးကိုပဲ အဲသူတို့ကဒါကလေးအဲ့လောက်စင်မဲ့ရှိတာဟုတ်နှစ်နှစ်ရွယ်လောက်ကြတော့မှသူကဒီကလေးကပဲစကလုံးဘလောက်ကိုပြောတတ်ရမယ်အဲအဲ့လိုမျိုးတွေပေါ့နော်ဟိုဟိုသူမပြောတတ်ဘူးဆိုတော့အဲ့ကြမှာဒါတတိထားမိကြတာဟုတ်ဒါကြောင့်နှစ်နှစ်ရွယ်ခန့်သူပြီးတုံးထားတာပါသို့တော်ညာလဲစောစောတိလို့စောစောပြုပြင်တင် जा မှုတွေအာဆောင်ရွက်ချက်တွေလုပ်ရင်ပိုကောင်းလေပါပဲရှင်အဲ့တော့じゃအဲ့ဒီမှာလဲပဲဟိုဒီလိုမျိုးပေါ်တော့ဒီဟာကြတော့တပတ်ကို9ရက်ကနေ9ရက် တင် जा ပေးရမယ်တရက်ကို9နာရီနဲ့8နာရီပြင်းပြတပတ်ကို30နာရီနဲ့40နာရီအတွင်းတင် जा ပြုပြင်ပေးရမယ်ကဲဒါဆိုလို့ရှိရင်ကျမတို့မိဘတွေပေါ့နော်သူတပြင်းတို့ဒါမိဘတွေကိုဥတီပြီးတော့ဆွေးနွေးပေးရပါအဲဆိုမိဘတွေဒီမိမိကလေးနဲ့တနေ့တနေ့မှာဘယ်နှမိနစ်လောက်ပြုပြင်မှုတွေတင် जा မှုတွေလုပ်တော့ဟာပြန်ပြီးတော့သုံးသပ်ဖို့လိုပါတယ် 5မိနစ်ကောလောက်ကြရဲ့လား15မိနစ်လောက်ကောရှိလားနိုင်ွယ်ကောရှိရဲ့လားဟဲ့ဒါဆိုလို့ရှိရင်ကျမတို့ဒီမှာဆိုလို့ရှိရင်တပတ်ကိုနိုင်30ရာနေ40နိုင်အတွင်းကိုပြုတ်ပြင်တင်ကြားမှုတွေလုံးဆောင်ရမယ်ဆိုတော့အဲ့တော့ကြတော့အဲ့လောက်အဲ့လိုမျိုးပြုတ်ပြင်မှလည်းတကယ်ကိုခုန airlock sorry airlock ဆိုတဲ့အမားကင်းတဲ့ကလေးတွေဖြစ်ပေါ်လာမှာပါအဲ့တော့ကြတော့အဲ့ဒီမှာလည်းပဲလုံးဆောင်တဲ့အခါမှာလည်းပဲပေါ့နော် ဟိုသူတို့ဒီကကျမတို့ဒီစိတ်ရှည်ရမယ်ပေါ့နော်စိတ်ရှည်ရှည်နဲ့လုပ်ရမယ်ဒီမှာဆိုရင်ခုန disorder ကလေးတွေတွေ့လာပြီဆိုလို့ရှိရင်လည်းပြုပြင်လို့ရတယ်အဲ့ဒီမှာဆို therapist တွေနဲ့ပြုပြင်မယ်ဆိုရင်တဲ့သူတို့ပေါ့နော်အမေရိကန်တို့စင်ကာပူတို့မှာဆိုလို့ရှိရင်တနာယီပေါ့နော်ပြုပြင်မှုအတွက်သူ့ကို therapist ကိုခေါ်မယ်ဆိုရင် တနာယီဒေါ်လာ200ရှိရယ်အဲ့ဆိုရင် နှစ်နာရီခွန်နိုင်မှာလားမိမိရဲ့ရနေတဲ့လစာနဲ့ပေါ့နော်မိမိရရှိတဲ့ဝင်ငွေပေါ့ဝင်ငွေပြောရအောင်ပါဝင်ငွေနဲ့ဒီ therapist ကိုပေးရတဲ့ငွေနဲ့ဟိုအစင်ပြေနိုင်မှာမလားပေါ့နော်အဲ့လိုရတော့အဓိကကတော့ဘာလဲတော့မိခင်နေပေါ့နော်မိခင်နေဖခင်နေကအဓိကပြုပြင်ပေးရမယ့်သူတွေပါဒီလောက်နာရီကြာကြာကြီးပြုပြင်နိုင်မှုအတွက်ကဘယ်သူမှ therapist ကိုခေါ်ပြီးတော့ပြုပြင်နေလို့ ဟိုဘလိုနည်းနဲ့မှမဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ကြတော့အရေးကြီးတာမိခင်နဲ့ဖခင်နေရနေပြီးတော့ဒါကိုပြုပြင်ပေးကြရမှာပါတပတ်ကို9:30နာရီ40နာရီအကြာကိုစိတ်ရှည်ရှည်နဲ့ပြုပြင်ပေးရမယ်သူတို့တွေကိုအဲ့လိုပြုပြင်တဲ့အခါမှာလဲသူတို့ကိုလဲ promise နေပေးရမယ်ကြည်ပါလောက်ပါညွန်ပြပါပေါ့နော်ဒီလို promise ပေးတဲ့အခါမှာလဲဘာပဲစကလုံးနေနေလဲပြောမယ် number ပဲစကလုံးမှာပါတဲ့အမူအရာနေနေလဲပြုပြင်ပေးလို့ရတယ် physical ဘိုင်းနေပေါ့နော်ခန္ဓာကို ဟိုတွေးထိပ်ပြီးတော့မှသူတို့ဒီဥစ္စာအောင်ဒါလှုပ်ဆောင်မှုအတွက် premium နေပေးလို့ရတယ်ဆိုတာလေးကအဓိကကျမတို့ DTT ကနေပြီးတော့အခြေခံကြရတဲ့ပေါ့နော်သူရဲ့နီလန်းလေးတွေဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်ဘာလို့အောင်လို့ဆိုရင် DTT နီးမှာပေါ့နော်ကလေးတယောက်ချင်းစီရဲ့ရည်မှန်းချက်တွေကိုချက်မှတ်ရမယ်တဲ့အဲ့ဒီမှာဆိုရင်ပထမနှစ်မှာပထမနှစ်ဆိုတော့နှစ်နှစ်ပေါ့နော်နှစ်နှစ်ကလေးလေးကို self stimulating behavior တွေသူရဲ့ဟိုပေါ့နော်ဥဟိုလှုံ့ဆော်တဲ့အပြုအမူတွေရရှိလာအောင် ဟိုလှုပ်ဆောင်ပေးရမယ် steaming ဆိုတာအတော့ဟိုကျမတို့ပေါ့နော်တချို့တွေကမျိုးလုံးချင်းစုံမကြည့်တတ်ဘူးအဲနောက်တစ်ခါတချို့ကအဓိကပစ္စည်းလေးတစ်ခုကိုသူနိုင်ရမယ့်ပစ္စည်းလေးကိုကြွက်သားတွေကပျော့နေရတဲ့ကောက်မယူနိုင်မနိုင်ဘူးပေါ့နော်အဲနောက်တစ်ခါဟိုမိမိမှရှိရခံစားချက်ကိုမဖော်ပြတတ်ဘူးဒါမျိုးတွေအများကြီးရှိလေဒီအမူအရာတွေကိုရှော့ကြဖို့ ပြောကြစီဖို့အတွက်ဒါတေချာလေးပေါ့နော်နားထောင်ပြီးတော့လေ့ကျင့်ပေးရမယ်မျက်စိစုံနိုင်မှုလေ့ကျင့်ပေးရမယ်ကြွက်သားကြီးတွေကြွက်သားငယ်တွေလှုပ်ရှားမှုအတွက်ပေါ့နော်သူတို့တွေကိုအတူယူစေခြင်းနည်းလမ်းတွေအယုတ်ကလေးတွေနဲ့ကစားခြင်းတွေကိုပြီးမှကိုယ်တိုင်ကပါဝင်ပြီးတော့ကစားစေခြင်းနည်းတွေနဲ့ပြုပြင်ပေးရမှာဖြစ်ပါတယ်အဲ့ဒီမှာလဲကြွက်သားတွေတန်မာလာအောင်ဒါကြွက်သားကြီးတွေကြွက်သားငယ်တွေတန်မာရဲ့လားဆိုတာလေးတွေကလည်းစမ်းစစ်ဖို့လိုပါတယ် တကယ်လို့အဲ့လိုမျိုးပေါ့နော်အားနည်းနေပြီဆိုရင်တို့ဒီကြွသားကြီးကြွသားငယ်တွေတန်မာလာတဲ့နီးတွေရှိပါတယ်ဟိုမိမိကိုယ်တိုင်လည်းလေ့လာလို့လည်းရပါတယ်ကိုကျမဒီနီးတွေကိုပါဆက်ဆွေးနွေးရင်ကျမဆက်ဆွေးနွေးရမယ်အကြောင်းအရာကိုတွားလို့ရမှာဟဲ့ကလေးကတော့အဲနည်းနည်းတော့လေးနှစ်တော့သုံးနှစ်နဲ့လေးနှစ်တည်းတော့ရောက်နေပြီဟာသာပေရဆိုင်ရာကျွမ်းကျင်မှုကိုလေ့ကျင့်ရမယ်အရွယ်ရောက်ပြီဆိုတွားကျင်လို့အဲ့လိုမျိုးစောင့်ကြော်သွားလို့မရဘူးတစင်ချင်းစီတွားရမှာပထမနှစ်မှာလေ့ကျင့်ရမယ်အကြောင်းအရာတွေကိုပထမနှစ်မှာလေ့ကျင့်ပေးပြီးမှဒုတိယနှစ်မှာလေ့ကျင့်ရမယ် ဒုတိယလေ့ကျင့်ရမယ့်အကြောင်းအရာဒုတိယနှစ်မှာလေ့ကျင့်မှာဖြစ်မှာပါအဲ့လိုမှလည်းတတိယနှစ်ပေါ့နော်ကျမတို့၅နှစ်ပေါ့နော်၅နှစ်ရွယ်ကလေးတွေကဒီကိုအကြောင်းကိုသွားဖို့အတွက်အစဉ်သင့်ဖြစ်တဲ့အခြေအနေမျိုးကိုရရှိလာစေမှာဖြစ်ပါတယ်အဲ့တော့ကြတော့အဲကလေးတွေအများကြီးထဲမှာမူဂျိုပို့လိုက်တာပဲအိုးဒါတွေကအကုန်လုံးသူတို့တက်မြောက်လာမှာပဲလို့တော်တော်များများမိပါရည်ရတယ်ဟိုဟွာဖြစ်ကြတယ်ပေါ့နော် ဟာသူ့ကိုသားရပင်းနဲ့လွှဲထားတာပဲပေါ့။ तू ကပြောင်းဟိုဒါမျိုးကြီးရရှိလာမှာပါဆိုပြီးတော့ပေါ့နော်။တွေးတင်ကြတယ်တကယ်တော့အဲ့ဒါနဲ့ဖြည်းဖြည်းဝါးဝါးမရလာပါဘူး။ရရှိလာအောင်ကမိမိရဲ့အိမ်ကနေပြီးတော့ပေါ့နော်။စနစ်တကျလေ့ကျင့်မှုတွေကိုလှုပ်ဆောင်စေခြင်းအဖြစ်မှဒီလိုမျိုးအရေးချင်းလေးတွေသူတို့ရဲ့အပြုမှုလေးတွေမှန်ကန်လာအောင်စိတ်ရှည်စွာနဲ့ပေါ့နော်။ချိန်ပေးပြီးတော့မှဒါဆောင်ရွက်ရမှာ ဖြစ်ပါတယ်။အဲ့တော့ကြတော့အဓိကကတော့ ဒါအိမ်မှာရှိနေတဲ့အုတ်ထင်းသူတွေကအရေးကြီးပါတယ်သူတို့တွေကနေပြီးတော့ဒီလိုမျိုး အပြုအမူတွေမှန်ကန်လောက်စိတ်ရှည်စွာနဲ့ပေါ့နော်တစင်ချင်းစီတစင်ချင်းစီတိုင်းကိုဒါစနစ်တကျဆောင်ရွက်ကြမယ်ဆိုရင်တကယ်ကိုပေါ့နော် လူတွေအားလုံးနဲ့အတူတူပေါ့နော်မိမိကိုကိုမိမိတာဝန်ယူနိုင်တဲ့သူတွေခုနလိုမျိုးပေါ့နော် ကျမတို့အမားကင်းအောင်ပေါ့နော် error lex error lex တွေဖြစ်အောင်ဒါကလေးတွေကိုဒါစနစ်တကျပေါ့နော်ဒီက DDD နီးလန်းနေနေပေါ့နော် direct mouse sorry discrete trial teaching စဉ်းစားမပြတ်လေ့ကျင့်ပေးခြင်းနီးလန်းနေနေဆောင်ရွက်ပေးသွားကြရမှာဖြစ်ပါတယ်လို့ပြောကြရင်းနဲ့ကျမရရင်းနဲ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်